ောင်ငူမြို့မှာမာလာရှန်ကိုဆိုရင်အထူးတလေကြောညာစရာမလိုတဲ့ One Piece ဆိုင်လေးမှာသွားစားဖြစ်ခဲ့ပါတယ်။ဒီဆိုင်လေးရာဆိုလို့ရှိရင်လူတော်တော်များများကြိုက်တဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။ဆိုင်နေရာလေးကပိုပြီးတော့အရင်ထက်ကျယ်သွားပါပြီ။ လူကြိုက်များရခြင်းအားမာလာရှန်ကောကအရာသာက စားလို့အဆင်ပြေတဲ့အပြင်ကို သူ့ရဲ့ဈေးလေးတွေကတကယ်ကို တင့်တင့်ပါတယ်။နေဘက်မှာဒီလိုတင့်တင့်တဲ့ဟာလေးတွေကတော်တော်များများရှားလာပြီပေါ့နော်။ဒါပေမဲ့ဒီဆိုင်လေးမှာကိုမာလာရှန်ကောကအဲတော်တော်တင့်တင့်ဈေးတန်တန်လေးနဲ့ရနေတော့မှာပဲ။ဒါလေးကညီမကတော့ကြက်မင်းနဲ့ပေါ့နော်။ကြက်မင်းနဲ့အကင်စုံနဲ့မှာထားခဲ့ပါတယ်။မှာစားပါတယ်။ ခင်ဆူတောင်းပြီးတော့စားပါမယ်။မြားတော့ဖြစ်မှာလားရှန်ကောင်းမှာဆိုရင်လို့ရှိရင်ခောက်ဆွဲမပိုင်အရာသာမပြည့်စုံလို့ခံစားရတယ်ပေါ့နော်။ဆိုတော့ဒီမှာခောက်ဆွဲလေးရလဲဒီခါလေးကြာလို့ရှိရင်တချို့မှာလားရှန်ကောတွေဆိုလို့ရှိရင်ပျော့နေတာမျိုးတွေအယမ်းမာနေတာမျိုးတွေရှိရပေါ့နော်။သူကကြာတော့အဲ့လိုမဟုတ်ပဲနဲ့ခောက်ဆွဲသားလေးကိုလည်း အနေတော်လေးပေါ့နော်ပြုတ်ထားတဲ့အတွက်ကြောင့်မလို့စားလို့အရင်အဆင်ပြေပါတယ်အရွက်ဆိုလို့ရှိရင်လေအဲ့လိုနွမ်းဖက်နေတာမျိုးမဟုတ်ပဲねအရွက်လေးလေးဆိုလဲလက်လက်ဆက်ဆက်ကလေးပေါ့နော်နည်းနည်းအာတကယ်ဟိုမလာအရသာနဲ့လိုက်ဖက်တဲ့ပုံစံလေးသူလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်တော်တော်ကိုစားလို့အဆင်ပြေခဲ့ပါတယ် တောင်ငူမှာမာလာရှန်ကောကိုအများကြီးလည်းမကုန်ဘူးပိုရှင်နည်းနည်းလေးကိုကိုနိုင်တဲ့လောက်ပဲစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ one piece မှာသွားစားကြည့်ပါနော်အဲဈေးလေးလည်းတက်နေပိုရှင်လေးလည်းကိုနိုင်တဲ့လောက်စားလို့ရတယ်ပေါ့နော်ဆိုင်ရဲလိပ်စာလေးကိုလည်းဒီမှာပြောပြထားပေးပါတယ်ငါလန်းနဲ့ထောင်လန်းရဲ့ထောင်မှာရှိပါတယ်တောင်ငူမှာလာလေတဲ့သူတွေမာလာရှန်ကောစားခြင်းနဲ့ဆိုလို့ရှိရင်တော့စမ်းစားကြည့်ပါနော် အရသာကတော့တယောက်နဲ့တယောက်အကြိုက်မတူနိုင်တဲ့အတွက်ကြောင့်မလို့စမ်းစားကြည့်ခြင်းတဲ့သူတွေစမ်းစားကြည့်ပါမကြိုက်ဘူးဆိုတဲ့လူတွေကတော့ကိုနှစ်သက်ရာဆိုင်လေးမှာအပိကြပါလို့ပဲပြောချင်ပါတယ်တယောက်နဲ့တယောက်အကြိုက်မတူနိုင်တာမလို့ပါညီမအတွက်ကတော့ဒီမာလာရှန်ကောကလည်းတောင်ကူမှာ စားလို့အဆင်ပြေတဲ့တစ်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲတချို့စားကျင်တဲ့သူတွေအတွက်ဆိုင်လေးကိုမတည်တည်တဲ့သူတွေကိုညွှန်ပေးလိုက်တာ ဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်စားလို့လည်းအရင်ကောင်းခဲ့ပါတယ်ရှင် အဲ့ဆိုအားလုံးပဲနှုတ်ဆက်မယ်เนาะတတပါ